အားလုံးပဲမင်္ဂလာပါခင်ဗျာဒီတင်စားပေးချင်တဲ့ဇာတ်လမ်းလေးကတော့ထွန်ထွန်ဆိုတဲ့ဇာကားလေးပဲဖြစ်ပါတယ် ဇလန်စာ မတ်တင်ရှေတို့ထုံစံအတိုင်းစောစောစီစီဘဲရစ်ချင်းနေပြန်ပြီးဟိုမှာကားတိုင်းကိုချင်းနေတာမတ်တင်ရှေလည်းဘဲနေရမဲ့ပါလို့လည်းမသိဘူးအဲ့ဒါဟိုငနေကလည်းသူ့မှာမန်တာလီရှိတယ်ဆိုလည်းမရဘူးဘဲရှိလည်းဘီရှဲလို့ရတယ်ဆိုတော့မတ်တင်ရှေတော့ဘာမှမလုပ်လိုက်ရဘူးသူ့မန်တာလီခြေမာကြီးကပြေးထူတာထီလည်းမထီဘူးဟိုမှာ ပေါ်တင်ကြီးအဲ့ဒါတော့ဟိုကောင်ကနာပြီးတွေ့မယ်လို့ရှားကြီးလိုလိုပြီးပြန်ချသွားရောဟိုမှာအဲ့ဒါမချပါဘူးမတ်တင်ရှေကို သူ့အဖေကခြေမာကြီးနဲ့သဘော မတူတော့သူတကယ်ရင်သားဟာချိုးနဲ့ပေးစားဖို့တိုင်မယ်ရောတိုင်မင်းတော့ဟာချိုးဖေကလည်းကောင်းတယ်လို့ဝန်ပဲလို့လုပ်ပေးလိုက်တယ်အဲ့ဒါနဲ့သူသမီးကိုနာချာနာချာလဲမတ်တင်ရွှေကမရဘူးခြေမာကြီးမှာခြေမာကြီးပဲလုံနေတာဟိုကောင်ကဒုတိယနှစ်ကို၃ကကြာလို့သဘောမတူဘူးဟာချိုးကိုယူရင်တသက်ဆိုးလိုက်ရပြီဆိုပြီးဟိုကောင်က ချမ်းသာလို့သူသမီးကိုအတင်းနဲ့တိုက်တွန်းနေတာမတင်ရွှေလည်းဒါလောက်ဖြစ်နေတာဘေးနဲ့တွားကြည့်မယ်ဆိုပြီးသူ့ဘာသူဟိုချစ်ဒီချင်းနဲ့တွားထုတ်ပလေတာဟာချိုးကသဆိုးမရှိဘူးဒါနဲ့ရောက်ခမကိုပဲတယိုတသိညာဘကြီးတစ်ပင်အောင်ခေါ်ပြီးသူ့သားနဲ့စာရာဝင်ကိုမောင်မောင်နဲ့လင်းပြီးပြောပြလိုက်တယ်စာရာမကောင်းလို့ လာတာရောင်းရမှာဆိုပြီးသူတို့နှစ်ယောက်ယူရင်စီးပွားပြက်ရင်ပြက်မပြက်ရင်ဟာချိုးရှောမှာဆိုတော့တော်တယ်မသွားပဲမဟုတ်ဆိုးမှတော့ဖြစ်မခံနိုင်ဘူးဆိုပြီးတမီးကညင်အဖေကလည်းမရမကတိုက်တွန်းပြီးဝန်ကလေးရှောလဲအ ਨੇ စုံတော့စီးတဲ့တွေရမှာဆိုတော့ချမ်းသာခြင်းနဲ့မတ်တဲ့အွှေလဲ ခြေမာကြီးနဲ့ညှိလိုက်တယ်။သူကိုပညာရေးညလို့သူငါသဘောတူဆိုလဲခြေမာကြီးကမရဘူး။နယူတန်အောင်သုံးနှမ်းအောင်ပဲចောင်း3လပဲတက်ပြီးသိပ္ပံညာရှင်ဖြစ်သေးတဲ့ဘာညာနဲ့ကိုပါနယူတန်အောင်အငိမ့်မနေရဘူး။မိမလိုချင်တာဥမာပေးကြံကြံ။သိပ္ပံညာရှင်ကြီးနယူတန်အောင်3လပဲចောင်းနေခဲ့ဘူးလား။ဒါလည်း ဗတ်ဒီရွှေကမရဘူးဘေးရင်အစွမ်းအမခန်းဆိုပြီးချားတာဘူးဟာချိုးလက်ထက်မယ်လို့တာတလားပဲဆောင်းတလားပြင်းရင်ဟိုငနဲ့ရှော့သွားမှချေမာကြီးနဲ့အသက်တဆုံးတီးထုံမယ်ဆိုပြီးသူ့ဘေးရင်သူ့ရုပ်ပြီးအကြံကြည့်ချဘူပါဗတ်ဒီရွှေတို့သူ့ကိုယ်သူလဲကွာများထင်နေလားမသိဘူးထုံကျင်တဲ့ကောင်ထုံအဲ့ဒါချေမာကြီးကလည်းတလားနေတော့ကသင်းတော့မချိုးတော့ပါဘူးဆိုပြီးဘူပါဗတ်ဒီရွှေကိုခွဲပြုတ်ပေးလိုက်တာသဘောထားတော့မချီးနိုင်ဘူးဝီစကီဝါယောင်တွေပဲဆော့တော့ပေးလိုက်တယ်အလိုနဲ့မတ်တဲ့ရွှေလည်း လဲထုံမင်္ဂလာပွဲလုံးအချို့ကလည်းခရီးတွေခဏခဏထွက်ပြီးတလားပြေးကနေတော့ဗတ်တဲရွှေလဲပျော်ပြီးဖုံးဆတာအချို့ကိုသူ့မွေးနေ့တွေပါလေမေးမွေးနေ့မွေးလာ ဝေသဂရစ်ထီအိုကေပြီးငွေတဲ့အချိန်ကြမှာမနက်7:00နာရီနဲ့ည7:00နာရီမှလို့မတင်ရွှေလဲကုံပြီးခွဲ ပြောင်းပြီးခွဲဆိုပြီးပြန်ထွက်တာဟိုမှာအချိုးကအသက်ရှိချာ85 80မှာရှော့မှာဆိုတော့ချိန်မာကြီးတို့ခြေခွက်ချာဟိုမှာအဖိုးကြီးဖြစ်တဲ့တိတော့မဆောင်းနိုင်ဘူးဆိုတော့မတင်ရွှေလဲတတုံးထွန်လဲဒီလဲကွာတတုံးထွန်လဲဒီလဲကွာပြိုင်တူထွန်ရင်အထွာတိုးသည်ဆိုတော့ဟိုမှာချိန်မာကြီးတို့ဆိုင်ဆိုင်မြဲမြဲရောက်ချလာရောတော်တော်စိုက်ပြိုးရေးဝါသနာပါတဲ့ကောင်လေးဟိုမှာဒါလဲ ယ်မန်နေဂျာကပြောဝင်ပြဖို့ရုံမထွက်နဲ့တုံးတက်ပဲကိုမအလိုနဲ့သူများတဲ့သကုံထော်နေတာတာယာဝတီတို့ကတရင်ချတော့ငါလဲထော်မယ် ခြံမထားနဲ့ဆိုပြီးမတင်ရွှေကိုရံသွားများတာမတင်ရွှေကလည်းသူ့အနဲ့သူတော်မနာရတာဆပြဆိုပြီးငါချောက်ပုတ်တိုင်းနဲ့အတကုံပုတ်ထုတ်ပစ်လိုက်တယ်ကိုမတရားဦးဒီအချောင်းရှော့ပေးခြင်းဟာအလိုနဲ့မချပါဘူးတုံးတိုက်တိုက်ကြားခိုက်ဖြစ်ခြင်းတော့ဟာချိုးကဟာထိုးဟာထိုးနဲ့ပြန်ချလာတာအခန်းထဲမှာမတင်ရွှေတို့လဲထုံးသားနေကြတော့သစ္စာမထောက်မြစ်တာပြောက်နေဖြစ်ပြီးမတင်ရွှေကို တီးပဲလို့ဒါချိန်မကြီးကတီးထုတ်ပြလိုက်လို့ဟာချိုးတဲ့သတ်ဆိုးမရှိတော့ဘူးဒါနဲ့သူတို့လည်းကြံ့ညာချာဖာညာဖာပြီးဟိုငနေကိုအေးကြမယ်လို့ပြီးအစာဖြောင်းဟိုနေနေဒီနေနေတဲ့ဖြောင်းရင်ကတခုပဲကြတာအိမ်ပေါ်မှာမိဘေးကရောက်ချလာပြီးမိဘဖင်ကြောနဲ့မိဘအတော်တိုက်ရင်မတင်ရွှေနဲ့ချိန်မကြီးကရေဘူးမှားနေတဲ့ကြတော့သူကလည်းမဆဆူဘူးရေခဲတက်တာရှိရသားနဲ့ရေဘူးဘာလို့မှားလဲဆိုပြီး ထရှိတာဒီကဲတရာထဲမှာဟာချိုးဆားနာတွေတွေ့တော့ကပြောင်းကပြောင်းနဲ့အသောကုံထွက်ပြီးတာသူတို့ကိုအပြင်ကတော့တောင်ခတ်ထားခဲ့သေးတယ်အဲ့ဒါနဲ့မတ်တဲ့ရှူလည်းပရင်းမရှိတဲ့အိမ်မို့လို့ဖြစ်မယ်အပြင်ထွက်လို့ကမရတော့တနန်းနဲ့အဖားမခံနိုင်ဘူးလို့တွေ့တော့ ိုလာရွှေဖားကြီးလိုရောက်ချလာတော့တော်ကအထဲကပြန်ခတ်ထားပြန်ရောဝိုးမတော်က AI တော်လာမသိဘူးသူပါသူဒဘလေပြောင်းနေလို့ဒါနဲ့ကိုလာရွှေလိုလည်းအထဲဝင်များမတင်ရွှေလိုကလည်းအပြင်ထွားမရဆိုတော့မတင်ရွှေလည်းနောက်ဘွားမှာများဆုံးခဲ့ကြရင်ဒီဘွားလုံးအဖျားစီနေကွယ်ဆိုပြီးချိန်မကြီးကိုလည်းပြေးသူ့ကိုသူလည်းပြေးပြီးအသက်ဆုံးပြီးမထိုးလိုက်ရပဲပြီးဆုံးတော့ပါပြီ ပေးချင်တာမှ stage ကတော့ဖြိုင်းလူထိုးရင်ကွဲတဲ့ဆိုတာပါပဲအသေးတွေပြောတာပါတရားမှမပေါင်းရလို့ဟိုမှာအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ